အာကျွန်တော်ဒီနာမည်ဟောမိတ်ဆက်နေတုန်းရှိသေးတယ်ဘောနော်အမဝင်လာတဲ့ခါကျတော့ဘာပြောဟိုအာအမလာရဲဆိုတော့တကယ်ပြောရတာတကယ်ပြောရတာတီမပြုခံရဖို့အတွက်ပေါ့နော်လမ်းစာပေါ့ပြောမယ်ဆိုတော့အဲ့လိုပြန်လန်လေးစားမှုဟုတ်ပြန်လန်လေးစားမှုသူကလည်းအမပေါ့လေးစားမှုမရှိဘူးဆိုတော့အမလည်းသူ့ကိုဘယ်လိုမျိုးလေးလေးစားမှုပေးမှာမဟုတ်ဘူးပါဒါပြောချင်တာစီနီယာဂျူနီယာအပြန်လန်အဲလေးစားမှုတွေနဲ့တိစောက်မယ်ပြန်လန်လေးစားမှုနဲ့သွားမယ်ဆိုရင်ရေရှိမှာအရန်ကိုပေါ့နော်ကိုနှစ်ယောက်စလုံးတို့ကကောင်းမွန်တဲ့အရာကြီးရမယ်လို့အမတော့ယုံကြည်တယ် ဒီကားတော့မှာတော့အာခန့်ထင်ပေါ့နော်ပြင်မာကြရေသေးသေးကြအပြင်ဆိုတော့ကျတော့အကုတ်မောင်လေးလိုပဲမောင်လေးလိုဆိုတော့အဓိကတော့သူနဲ့ကားရိုက်ဆုံမှုလေနော်ကားရိုက်ဆုံရတာအကားရိုက်ဆုံနမအရန်ညော့အဆုံကတော့တအားတော့မများလိုက်ဘူးဒါမဲ့လည်းအဲ့မှာခင်နေရင်းနှီးသွားတယ်ပြီးတော့သူ့ရဲ့ပေါ့နော်အမှုပညာပေါ်ထားတဲ့ အဲပေါ့နော်စိတ်ထားလေးတွေပြီးတော့သူ့ရဲ့စူးစမ်းမှုတွေအသူ့ရဲ့ဖြစ်ချင်တဲ့ပေါ့နော်ဇောတွေသူလှုပ်ချင်တဲ့ပေါ့နော်စိတ်အားထွက်ကြွမှုတွေကိုကအရင်မြင်ရတော့ကိုငယ်ငယ်တုန်းကအဲ့လိုရုန်းကန်ပြီးတော့ပေါ့နော်လှုပ်ရတဲ့သူတယောက်ကိုမြင်ရတယ်လို့ခံစားရတယ်ပြီးတော့သူချင်းဆိုဒီကားကိုသူအရင်အာယုံထည့်ထားတာ အတွေ့အတိုင်းသူကဒီကားပဲသူဒီကားကိုသူဘလို့တွေပေါ့နော်သူအရင်ကြီးစိတ်နဲ့ထားတယ်ဆိုတာသူ့အတွက်ဒါလေးကတော်တော်လေးကိုပေါ့နော်အာကာရက်တာတစ်ခုအနေနဲ့အဲသူပါဝင်ခွင့်ရတဲ့အခါသူအဲ့ဒါကိုအရင်ပေါ့နော်အာ reach ရောက်ချင်တဲ့ပိတ်သက်ကိုလည်းဒါလေးတွေကိုပေါ့နော် ုံစိုက်စေချင်တာသူ့မှာအရင်ဆန္ဒပြင်ပြတဲ့ခါကျတော့အဲပရချိုးပြရတော့ပြောလာခဲ့မယ်ပေါ့နော်အမတက်ပေးမယ်ဆိုပြီးပြောဖြစ်တယ်။ဒါပေမဲ့ပိုကောင်းသောလာကပြမဲ့ channel ကလည်းမြင့်တို့ဒါ Heyplay application ကလည်းဖြစ်တယ်။ပြီးတော့ခါကျတော့ဒါ channel 7ကလည်းဖြစ်နေတဲ့ခါကျတော့ဒါမြင့်တို့ကလည်းဒါဒါ Heyplay နဲ့ channel 7ဆိုတာကိုယ့်ရဲ့ပြောရမိသားစုလိုတော့ဖြစ်နေတယ်။ကိုယ့်တော်မှာလည်းကျေးဇူးအများကြီးရှိတဲ့ application နဲ့ channel line ဖြစ်တဲ့ခါကျတော့မြင့်တို့ဒီဒီပွဲကိုဒီနေ့တက်ရလို့အရန်ကိုလည်းဝမ်းသာပါတယ်။အရန်လည်းပိုပြီးပြောရှင်ရပါတယ်။အာပြီးတော့ခါကျတော့ ြောရရင်တော့အာဒီ producer ကလည်းကိုယ်နဲ့ငငယ်တည်းကကိုယ့်အကုတ်လိုခင်ရသူတွေဖြစ်နေတော့ကိုယ့်ရဲ့မိသားစုတွေနဲ့အဲပြန်တွေ့ရတဲ့မျိုးခံစားရရနောက်သူ့ကိုလည်းဒီကတော့ဒီကားထဲမှာဆုံမထဲမှာပေါ့နော်သူ့ကိုအနည်းငယ်လေးအပြိတ္တရဲ့ပေါ့သူ့ character လေးကိုအာရုံစိုက်စေချင်တာကြောင့်လည်းလာပြီးတော့ဝင်းရံပေးပြတာလို့ပြောလို့ရတယ်။ဖုံးလက်ခံနိုင်တဲ့အချိန်ထိ အာကျွန်တော်ဒီနာမည်ဟောမိတ်ဆက်နေတုန်းရှိသေးတယ်ဘောနော်အမဝင်လာတဲ့ခါကျတော့ဘာပြောဟိုအာအမလာရဲဆိုတော့တကယ်ပြောရတာတကယ်ပြောရတာပြောရတာဆိုတော့အမလိုလူမျိုးစီနီယာတွေဘောနော်ဒီအမတွေကကျွန်တော်ဂျူနီယာအစ်စ်တွေကိုတွဲခေါ်ပေးတဲ့အချိန်မှာအာဘယ်လိုပြောမလဲအဲတီမပ်ပြုခံရဖို့အတွက်ဘောနော်ဂျူတာလန်စာဘောပြောမလဲဆိုတော့အပြန်လန်လေးစားမှု ရေလန်လေးတော့မသူကလည်းအမပေါ့လေးစားမှုမရှိဘူးဆိုတော့အမလည်းသူ့ကိုဒီလိုမျိုးလေးအလေးစားမှုပေးမှာမဟုတ်ဘူးပေါ့ပြောချင်တဲ့အိဗေကအဂျူနီယာဆီနီယာမှာလည်းအပြန်လန်လေးစားမှုရှိရဆိုရင်အားလုံးကမေတ္တာနဲ့ပြုလို့ရတယ်ပြောချင်တာကအဝင်းဝင်း situation ပဲအာပြောချင်တဲ့အိဗေကကိုရဲ့အဲပေါ့နော်ဒီပုံမှာကိုလုံပေးနိုင်တဲ့အရာသူဖြစ်သူဖြစ်တည်သွားအဲ့လိုပဲကိုလည်းရော့သွားဆိုကိုလည်းမရော့သွားကိုလည်းလူရဲပိုချက်တယ်အော်သူကဒီလိုလေးလိုဖြစ်တာပဲသူကပြောသူဆိုလဲအခုချိန်မှာကိုပေါ့နော်အော်အမလုံပေးတယ်အမလာပေးရဆိုတာသူ့ချိန်မှာလမ်းသူ့ရဲ့ချိန်မှာမတ်တစ်ခုဖြစ်သွားတယ် ယ်ဗျာအဲ့အလိုမျိုးလေးဆိုတော့ဒါပြောချင်တာ senior junior အပြန်လန်းအဲလေးစားမှုတွေနဲ့တိစောက်မယ်အပြန်လန်းလေးစားမှုနဲ့သွားမယ်ဆိုရင်ရေရှိမှာအရန်ကိုတော့နော်ကိုနှစ်ယောက်စလုံးတွေ့အကောင်းမွန်တဲ့အရာကြီးရမယ်လို့မတော့ယုံကြည်တယ်ရအောင်တော့စူးစမ်းတိအောင်တော့စူးစမ်းတယ်ဘာဆိုကိုစကားကြီးကိုအလိုကြီးပေါ့နော်ဟိုတန်မိုးမထားမှာအဲပုလလို့ပေါ့နော်အာလငါပါငါပုံပြောသွားတယ်ဆိုတော့အဲ့တစ်ခါဖြစ်သွားတယ်နောက်ခါကြီးခေါ်လို့လည်းအဲ့လိုဖြစ်သွားတယ်ကိုစကားကြီးကတန်မိုးမရှိတော့အဲ့တော့ကိုလုံမင်းနိုင်မယ်ဆိုရင်ရန်ကုန်မှာရှိနေတဲ့ကိုလုံမင်းနိုင်တဲ့ခါကျကိုလာမယ်ဆိုရင်ကိုလာတယ်ပေါ့အဓိကတော့အဲကိုစကားကိုတစ်ဖက်သားတန် ံပိုးထားအောင်ကိုနေချင်တယ်အဲအဲ့ဒါကြောင့်ပါပါဘူရေရလေးစားအရန်ပေါ့အခုဆိုလဲ အခုဆိုပို့ပြီးပါဆိုတော့ကိုယ့်ကိုကူညီပေးလို့မရမဟုတ်ပါဘူးဘာလို့ဆိုတော့အမအားလည်းဒီရှင်းမှာအများကြီးအလုပ်တွေလုပ်နေတဲ့ခါမှာအဒီဟိုဆိုမပွင့်ဟူလာဒီတောက်လျှောက်ပါဘောနော်အဲ့ဒါကိုလိုက်စီရတယ်အရန်ပညာယူရတာဘလို့နောက်ဆုံးအ time schedule ဘလို့လုပ်တယ်ဆိုတာတွေကအစအလိုအရန် follow up လိုက်လိုက်ပြရငါပွင့်လို့ကြတာကိုပြောနေတာလားအချိန်အချိန်လိုဘောနော်အဲ့လိုထပ်မတော့အောင်လုပ်နိုင်တယ်အလုပ်နဲ့ပတ်သက်ပြီးတော့ပေါ့ပြီးတော့ဒီနေ့ဒီလိုမျိုးလာပေးရဆိုတော့မန်းမ်းပြောရင်ကျွန်တော်ကျွန်တော်အမားနဲ့ခင်မင်းနဲ့ဆိုပေမဲ့ ကိုကိုကိုလည်းဒီလိုပေးကြဖို့မှာပထမဆုံးမြင်ရမှာဖြစ်တဲ့ကြောင့်ကိုကိုတော့ငါတော့အရန်လှုပ်ထားတာပဲဒါဒီရှေ့ရစီနီယာတွေကဘယ်လိုမျိုးအဲဆုံးဖြတ်မလဲဆိုတာပေါ့နော်အဲ့ဒါတော့အဓိကပြည့်သက်တွေဆုံးဖြတ်ပါဒီဇက်ကောင်လေးပေါ့နော်ဒီဆုံးမှတ်ထဲကဒီခန့်ထင်ဟုတ်ခန့်ထင် ဒီခန့်ထင်ပေါ့နော်အဲဒီခန့်ထင်လေးကိုဒီကာတာလေးကိုပေါ့နော်အာကြည့်ပြီးတော့သူ့ကိုဝေဖန်ကြံကြံပေးပါလိုအပ်ချက်တွေရောရှိကောင်းရှိနိုင်တယ်ရှိလည်းရှိနေဦးမှာပဲဒါပေမဲ့ပြိဿကပြုပြင်ပေးတဲ့ခါကျတစ်ချိန်မှာပြိဿချစ်ရတဲ့သူတယောက်လည်းဖြစ်လာဖြစ်လာလိမ့်မယ်လို့ပြောလဲပါတယ်မမပြောတဲ့အတိုင်းဖြစ်အောင်လည်းကြိုးစားပါမယ်ခင်ဗျာဆက်ချပါဖွေပြီးပါပဲခေရပါတယ်အဲ့ရခလေးတွေကိုလည်းရှေ့လျှောက်ပြီးတော့ပညာရေးရောကျမ်းမာရေးရောအကောင်းဆုံးဆက်လက်ပြီးတော့ထောက်ပံ့တော်ဖို့ရှိပါတယ်ခင်ဗျာ ်အခုတော့စကားပြောနေလေးနေတယ်လို့နည်းနည်းပါတက်တက်ဖြစ်အောင်ပြောပါမဟုတ်အပြစ်မအဲ့ဒီပါလေကြောက်တာတပြည့်တော့ဟိုဘက်ရောက်နေပြီနော်ဟုတ်တယ်မလားနည်းနည်းတပြည့်တို့လို့ရပါမရဘူးအမေပါဘူးဆိုတော့တော့ခုဆိုတော့နည်းနည်းလေးအမအာဘယ်လိုပြောလဲအမနဲ့ဆိုတဲ့မှာအမပြောတယ်လို့ပေါ့ အမဆုံးမတာနားထောင်ဒါများတာပေါ့နော်နားမအမပြောပြတဲ့အရာတွေကလည်းဒီလက်တွေ့သူရဲ့အတွေ့အကြုံနဲ့လက်တွေ့တွေနဲ့ရှင်းရှင်းပြီးပြောပြတဲ့အရာဆိုတော့တကယ်တကယ်အပြင်မှာလည်းကြုံလာတဲ့အရာများတာပေါ့များတဲ့အခါကျတော့ကိုယ့်တက်ကနားထောင်နေတာကျွန်တော်တက်ပုံပြီးတော့အဲပြောတယ်တန်မှုပုံရှိတာပေါ့အဲတော့အဲ့ဆုံးမကားထဲမှာခန့်တင်နေရတာကနေပါပါတယ်နာမည်ကရဲသွေးတီဟာပါအဲနှာခမ်းမိမလေးရောတိပါတယ်သူ့ကို body ကိုတိရမလားအဲ့လိုမျိုးတက်ချလိုက်တာသူ့ဟာလို့ပြောကြုံပါတယ် ဒီလိုပဲပြောတာပါเนาะအာသူအမြဲအနုပညာဝန်စာပေါ့เนาะသူချီးတင်းနေပါတယ်ဆိုတော့အာအစ်တတယောက်အနေနဲ့ပေါ့เนาะအာကြိုဆိုပေးပါဝေဖန်ပေးပါအာဝေဖန်တဲ့အခါပေါ့เนาะဟိုမြစ်တာနဲ့အချက်ပြချက်တွေကိုသူကလည်းအကောင်းဆုံးဖြစ်အောင်ပြင်ဆင်မယ်လို့လည်းယုံကြည်ပါတယ်အာအမတယောက်အနေနဲ့ပေါ့သူ့ကိုအပ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကလည်းအမောက်ကျေးဇူးအများကြီးတင်ပါတယ်တကူကပေါ့เนาะလာပြီးတော့အာအားဖြည့်ပေးတဲ့ကျေးဇူးအများကြီးတင်တယ်အခုလည်းမျိုးဆုံးမပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်နေနေလဲလိုအပ်လိုအပ်ချက်ရှိလာတဲ့အရာတွေပဲပေါ့နော်ကျွန်တော်လိုအပ်ချက်ဆိုတော့အများအားရှိနေမှာပါအဲ့တော့ကြောင့်ကျွန်တော်ဒီစကားလေးထွက်လာတဲ့အခါကျရင်လည်းခန့်ထင်နေရနေကာရက်တာဖြစ်အောင်ကျွန်တော်စ조사ပြီးတည်ဆောင်ထားပါတယ်အဲ့တော့ကြောင့်အမြင်မတော်တာရှိရင်လည်းခွင့်လွှတ်ပေးကြပါပြီးတဲ့အခါလိုအပ်ချက်ရှိတဲ့အခါကျရင်လည်းချစ်တော်ချစ်တဲ့စိတ်လေးလေးပေါ့နော်ကျွန်တော်ဝေဖန်ထောက်ပြပေးလို့ရပါတယ်လို့ပြောချင်ပါတယ်ဗျာအမအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ပါ